လောကုတ္တရာဝိဇ္ဇာဖြစ်ဖို့ဆိုတော့လောကုတ္တရာဆိုတော့လောကကလွတ်မြောက်ဖို့လောကတန်တရာကလွတ်မြောက်ဖို့ဆိုတော့အခုတန်တရာကမလွတ်နိုင်အောင် ပိတ်ဖုံးထားတဲ့အဝိဇ္ဇာတွေကဘယ်နှချက်ရှိသလဲလို့မေးရင်ဦးဇင်းတို့တော်ကောင်းတို့အရေးကြီးဆုံးပယ်လန်သုတ်တင်ရှင်းလင်းရမယ်အဝိဇ္ဇာ၅ချက်ရှိတယ်လို့မှတ်ထားပါဘယ်နှချက်ရှိလဲ၅ချက်ပါတဲ့ နံပါတ်၁ကကံကံဤအကျိုးကိုမမြင်နိုင်အောင် ဖုံးထားတယ်ပြောကံကံဤအကျိုးကိုမမြင်နိုင်အောင်ဖုံးထားဒါဖြင့်မူလနှစ်ဖျားရွတ်တိုင်းကံကံအကျိုးအမှန်သိအောင်လုပ်ရတော့မယ်။နော်စိတ်က။နောက်ယုံနံကိုမမြင်နိုင်အောင်ဖုံးထားတယ်။ဟောပါတဲ့။ယုံနံကိုမမြင်နိုင်အောင်ဟုတ်ပြီ။နောက်အကျောင်းအကျိုးကိုမမြင်နိုင်အောင်ဖုံးထားတယ်။နောက်တစ်ခုကပါတယ်လို့။အကျောင်းကိုမမြင်နိုင်အောင်ဖုံးထားတယ်။ ဟုတ်ပြီနောက်တစ်ခုကဓမ္မလက္ခဏာတွေကို မမြင်နိုင်အောင်ဖုံးထားတယ်တဲ့ပါတယ်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာတွေမမြင်အောင်ပုံထားတယ်။နောက်ဆုံးတစ်ချက်ကမက်ဖို့နိဗ္ဗာန်ကိုမမြင်နိုင်အောင်ဖုံးထားတယ်။ဘယ်နှချက်ရှိလဲ။ဒါပြင်အခုကုသိုလ်အဝိဇ္ဇာကို တော်လန်တော့မယ်ဆိုရင်ဘယ်နှဆင့်တော်လန်ရမလဲ ငါးစင်အခုခင်ဗျားတို့ဒါကိုကျေးဇူးရှင်မကုတ်ဆရာတော်ဘုရားကြီးကအဖုံးငါးချက်လို့လဲမြတ်စွာဘုရားရှင်အလိုတော်အကြဟောတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြောသလိုဥက္ကုံငါးထပ်လို့လဲဟောတယ်နော်ဝိဇ္ဇာဥက္ကုံထဲမှာခင်ဗျားတို့ကျုပ်တို့ရောက်နေတယ်အခွန်ငါးတက်ရှိတယ်ငါးတက်ခွာခင်ဗျားတို့ဘယ်နှထပ်ခွာပြီးလဲဟမ် ဟုတ်ပြီဘယ်နှစ်ထပ်ခွာပြီဘလို့နော်စဉ်းစားတော့ကြည်ကမ္မတက္ကဒဉာဏ်ကမ္မတက္ကဒသမာဓိထိကံကံဤအကျိုးပေါ်မှာအမှန်မြင်မှုဟုတ်ကလားအေးဒါလေးကိုဦးဇင်းတို့တော်ကောင်းတို့ကဗုဒ္ဓဘာသာဝင် ဖြစ်တပည့်တော်တို့ဒီဥက္ကောလောက်တော့ခွာပြီးပေါ့ဖះလို့တချို့ဆိုကောင်းဆိုလိမ့်နော် ပြောကောင်းပြောလိမ့်မယ်ကိုကိုကိုထင်ကောင်းထင်လိမ့်မယ်အဲ့တော့အဲ့ဒီကုသိုလ်အာကုသိုလ်ကံကံအကျိုးပေါ်မှာတကယ်အမှန်မြင်နိုင်တဲ့တမာဒိဋ္ဌိဥက္ကွန်ဖောက်ထွက်ဖို့ဆိုရင်ကုသိုလ်တို့တော်ကောင်းတို့မှာတပ်ပိတ္တကံမတကာဆိုတဲ့အတိုင်းကံကိုအာကိုဝိမနေရဘူးလားမရတဲ့အခုဒီဘုရားဘယ်သူပို့လိုက်လို့ရောက်လာကံပို့လိုက်လို့နော်အကယ်၍မြတ်ဒီဘုရားမဲ့ညာဖုန်ညာမရပဲသိမယ်ဆိုရင်ဘယ်သူစီမံတဲ့အတိုင်းသွားအောင်ဟောနော်အဲ့တော့အခုဒါကြောင့်မလို့ အစင်မပြေမှုလေးတွေများရှိရင်တော့ကံမြဘယ်တော့ကောင်းမှာပါလိမ့်ကံကောင်းလေးမျောဟမ်ကံဆိုးလေးမကြောက်ဘူးလားကြောက်တယ်အဲ့တော့အဝိဇ္ဇာဥက္ကွန်ထဲမှာခမရလို့ကြွတို့တွေဒီ32ပုံထဲမှာတန်တရာလည်နေရတဲ့လက်ချက်ကဟောဒီကံကံအချိုးတောင်မသိတဲ့တွေ့တဲ့ဒီကံရဲ့ချီနောင်မှုကြော့ခွင်းထဲမှာမိနေတယ်